ပြည်ထရေးအားလုံးပဲမင်္ဂလာပါရှင် health is ကနေကြိုဆိုပါရစေဒီနေ့တော့ထိခိုက်ဒဏ်ရာတွေမရှိစေဖို့အတွက်ခရီးဆိုင်ရမယ့်အပိုင်းတွေကိုလည်းဆွေးနွေးသွားဖို့ရှိမှာဖြစ်ပါရှင် high fix ပါ fix ပါမင်္ဂလာပါ ဒါကြောင့်ဒီနေ့ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့အခက်မသင့်ထိခိုက်မှုတွေကြောင့်မို့လို့ဒါအယိုးမှာထိခိုက်သွားတာတွေကျိုးသွားတာတွေမဖြစ်ဖို့အတွက်ကာကွယ်ရမယ့်အပိုင်းတွေဆွေးနွေးပေးမှာဖြစ်ပါတယ်။အားအထူးပြုဆရာဝန်ဒေါက်တာကျေစင်ယူမို့ဖိတ်ခေါ်ပြီးတော့ဒေါက်တာနဲ့အတူဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ရမင်္ဂလာပါရှင်။လုံးမင်္ဂလာပါရှင်။ဖေ့စ်ဘွတ်လေးမင်္ဂလာပါရှင်။ တာဒီနေ့ကအခက်မသိနဲ့ဒါဖြစ်ရတဲ့ကြောင်းမို့လို့အယိုးထိခိုက်တာလေကာကွယ်ဖို့ပေါ့နော်ဒေါက်တာအဲ့တော့လူတွေကအခက်မသိမှုဆိုတဲ့တော့ကြိုလဲမတွေးထားဘူးမစင်စားထားပဲရုတ်တရက်ဖြစ်တာဆိုတော့တခုခုနဲ့ထောက်လိုက်အဲ့ဒီကနေအယိုးတွေကျိုးသွားတာအက်သွားတာဒါကြောင့်မို့လို့ဟိုလှုပ်ရှားရတဲ့အခါမှာဟွီးချဲနေတဲ့သွားတာဒါမျိုးတွေကပတ်ဝန်းကျင်မှာတွေးရတတ်တယ်ပေါ့နော်ဒေါက်တာအဲ့တော့ဒီလိုမျိုးအခက်မသိတာကြောင့်အယိုးထိခိုက်မှုတွေမဖြစ်ဖို့အတွက်သတိထားရမယ့်အပိုင်းတွေဘာတွေများရှိမလဲဟုတ် အဲ့တော့ကျမတို့ဘောနော်ပုံမှန်ကျမ်းမာတဲ့လူပေါ့နော်အယိုးစစ်လဲတန်မာတဲ့လူဆိုလို့ရှိရင်တော်ယုံချော်လဲတာမျိုးတို့ခြေတော့ခောက်လဲယုံနေတော့ကျိုးလေးမရှိဘူးပေါ့ပြီးတော့ဥမာကျမတို့ခုနလိုလဲကြွားရဲဒီလက်လေးနဲ့ထောက်မိသွားရဲဆိုလို့ရှိရင်ကျမတို့တော်ယုံတော့မကျိုးဘူးဒါပေမဲ့ဘလူးလူတွေကျိုးလဲဆိုလို့ရှိရင်အသက်ရကြီးလာတဲ့လူတွေကိုယ်လေးချိန်များတဲ့လူကြီးမိပါတွေနောက်ပြီးတော့အယိုးပါတဲ့လူအယိုးပွားတယ်ပေါ့အဲ့လိုလူတွေကြတော့ကျိုးလွယ်တယ်ပေါ့နည်းနည်းလေးကျမတို့ခြေတော့လေး ခောက်သွားတယ်ကျိုးသွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်နံပါတ်1အရေးကြီးတာကတော့ဟိုမလဲကြအောင်သတိထားရမယ်ပေါ့ဟိုခြေထောက်ခောက်တာမျိုးတော်ရုံချော်လဲတာမျိုးပြန်သတိထားဖို့လိုတယ်လူကြီးမိဘရဲ့အထူးဖြစ်ဖြစ်တာကတော့ရေချိုးကန်အထွက်ပေါ့ရေချိုးခန်းတို့အိမ်သားတို့ကနေအထွက်မှာဆိုလို့ရှိရင်ရေကလည်းစိုးနေတယ်ခြေထောက်ရေစိုးနေတဲ့အခါမှာကျန်းပြင်ကတိတ်ပြီးတော့ဟိုကျန်းကျန်းမကျန်းနေဘူးချောနေတယ်ဆိုလို့ရှိရင်တခါလဲချော်လဲတက်တယ်ပေါ့အဲ့နေရာလေးသတိထားဖို့လိုပါတယ်နောက်ပြီးတော့ဖနက်ရွေးချယ်မှုကအထူးသတိထားဖို့လိုတယ်ဖနက်ကတအားကြက်လွန်းတာသို့မဟုတ်တအားချောင်လွန်းတာနောက်ပြီးတော့ဟိုကိုနဲ့ ဖိမဖြစ်တဲ့ဖက်နက်တွေဆိုလို့ရှိရင်လူကြီးတွေကမစည်းသေးဘူးပေါ့အဲဒါကြောင့်မို့ဖက်နက်ကိုတခြားလေးရွေးချယ်ဖို့လိုမယ် ဒီအချက်လေးတွေကတော့ဟိုသတိထားစရာအချက်လေးတွေဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါတော့အဲ့တခါလေးကြတော့လေဟိုအခက်မသိင်ဆိုတဲ့အတိုင်းပဲပေါ့နော်သတိထားနေတဲ့ဂျားတွေကနေလဲသွားပြီဆိုဟိုတချို့ကျိုးသွားရဆိုအယိုးပြန်ဆက်ဖို့အချိန်တွေစောင့်ရရှိတယ်ဆိုတော့လေအဲမဖြစ်မနေတော့ဖြစ်သွားခဲ့ပြီထိခိုက်သွားပြီဆိုလို့ရှိရင်ကပြန်ပြီးတော့ကောင်းမှုပို့ပြုလုပ်တဲ့အပိုင်းမှာဘလို့အချက်တွေဂရုစိုက်ရမှာပေါ့နော်အထူးသဖြင့်အယိုးတွေပြန်ဆက်ဖို့တဲ့ဘလို့အဟာရတက်တေလို့မလဲဘယ်အဟာရရှိနေရတော့ဒါမြင်မြန်ဆန်ဆန်ပြန်ပြီးကောင်းနိုင်လေပေါ့ဒါတော့လေးစဉ်းစားနေပြီပါဟုတ်ကဲ့ရှင်တကယ်လို့ပေါ့နော်ဟိုခုနကလူလူကြီးမိဘတွေကိုထိမိခိုင်းပြီးလို့ ဟိုတနေရာမှာဟိုလိုဟိုအတံမီသွားတယ်အသုံးမအပ်သွားတယ်ရောင်လာတယ်ဆိုလို့ရှိရင်အယိုးထုခုဆိုင်ဝင်နေအရင်ဆုံးပြတဲ့နဲ့သက်ဆိုင်ရာဒီဈေးရုံဈေးခန်းမှာတော့ပြပြီးတော့မှဓမ္မန်တွေပါရိုက်မယ်တကယ်လို့ဟိုကျိုးသွားတော့မဟုတ်ဘူးဆိုလို့ရှိရင်တော့သူကနေသူအလိုင်းညီတယ်ဆိုလို့ရှိရင်ပြန်ဆက်သွားတယ်ပေါ့ဒါမှလည်းတတိတော့ထားရမယ်တကယ်လို့ကိုယ်ကတခါလေလူကြီးတွေကပော့ပြီးတော့တော့မကျိုးတော့ပါဘူးလို့ထင်တာမျိုးဒါပေမဲ့ကျိုးနေတာမျိုးလည်းရှိနိုင်တယ်ပေါ့အထူးဖြင့်ဒီလိုလက်စစ်ကလေးတွေတို့ဟိုခြေတန်းလို့ခြေစစ်ကလေးဆိုလို့ရှိရင်လည်းကျိုးလေးရှိရပေါ့နော်အဲ့လိုရိုးပါးနေတာလေးရှိရင်ကျိုးလွယ်တယ်ပေါ့အဲ့ဒါလေးတွေတတိထားစီချင်တယ် ီအဓိကတော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတီချာလိုက်လို့မယ်ကိုယ်တဘောနဲ့ကိုကျောက်ပတ်တီကိုကိုယ်တဘောနဲ့ကိုစီးထားတာတို့ထုတ်တင်နေစီးထားမျိုးอ่ะမလုံတင်ဘူးပေါ့နော်ဟိုဆရာဝန်လမ်းညွှန်တဲ့အတိုင်းပဲလုပ်ဖို့အကြံပြုရှင်ပါတယ်အဲ့ဒါတော့အရေးကြီးဆုံးဖြစ်ပါတယ်အစားအသောက်အနေနဲ့ကတော့ဟိုအယိုးပြန်ဆက်အောင်ဆိုလို့ရှင်စားပေးရမယ်ပေါ့စားပေးရမယ်ဆိုတော့သူအယိုးကဟိုကျမတို့ကျိုးသွားပြီဆိုလို့ရှင်ခန္ဓာကိုယ်ကတော့သူ့အနေနဲ့သူပြန်ပြီးတော့ဟို regenerate ပြန် heal လုပ်တယ်ပေါ့ဒီနေရာကိုကျိုးသွားတဲ့နေရာကို ပြန်ဆက်ပေးတယ်အဲဆက်ပေးတဲ့အခါမှာအရိုးအသစ်တွေဖြစ်ပေါ်ဖို့အတွက်ဆိုလို့ရှိရင်ဗီတာမင် D ကယ်လ်ဆီယမ်အသားဓာတ်မက်ဂနီဆီယမ်ဖော့စဖရိတ်ဇင်ပေါ့ဒါတွေလိုအပ်ပါတယ်နောက်ပြီးတော့အရိုးတစ်ခုနဲ့တစ်ခုကြားမှာအရိုးနုလေးတွေလည်းရှိတယ်အရိုးနုတို့အရွတ်တို့အဲ့ဒါလေးအတွက်ဆိုလို့ရှိရင်ကွန်ဒရိုက်တင်တို့ဟိုကောလဂျင်တို့ဂလူကိုဆမင်းတို့အဲ့လိုဓာတ်တွေလည်းလိုအပ်ပါတယ်ဒါကြောင့်မလို့ဒီကိုကကျိုးသွားခဲ့တယ်သို့မဟုတ်အက်သွားတယ်ပဲ့သွားတယ်ဆိုလို့ရှိရင်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလဲလိုက်နာမယ်ဟိုအရိုးပြန်တက်အောင်လုပ်မယ်ပြီးတော့လို့ရှိရင် အစားအသောက်ကိုလည်းခုနပြောတဲ့အဟာရတွေအကုန်စုံအောင်စားပေးဖို့လိုအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့အရိုးတစ်ခုကဟိုကျိုးသွားတဲ့အခါလူတွေပြန်ဆက်ချင်ဇောပေါ့နော်ကာကန်ရှင်လည်းအရင်တိုင်းပြန်ဖြစ်ချင်ဇောနဲ့အလွယ်လက်လိုက်မိတာတွေကတခါလေရှိတတ်တယ်ဆိုတော့လေအဲ့လိုမျိုးအလွယ်တွေမဖြစ်အောင်ရှောင်ရမယ့်အပိုင်းလေးဒေါက်တာရှိရယ်ဆိုရင်ထပ်ပြီးတော့တိုက်တွန်းပေးပါဟုတ်ခုနလိုပေါ့ဟိုကျိုးမှမသိပဲကျိုးနေတာမျိုးကကြတော့ပို့ပြီးတော့ဟိုနည်းနည်းစိုးရင်ရတယ်ပေါ့တကယ်လို့ခုနကကျွမ်းပြောလို့ခြေတန်းလက်တန်းလေးတွေပဲဆိုလို့ရှင်လေဟိုတော့ဟိုလူကြီးတွေကတော့နာတယ်ပေါ့နော်အများန်းသူနာနေတယ်ဒါဒီနာလေးကိုဒီလိုလေးထိမိလို့ နာွားတယ်ဆိုမှအများရန်ဟိုပြောတယ်ဒါပေမဲ့အဲ့နာတာကတော့ဟိုချိုးသွားရဆိုလို့ရှင်ခုနလိုဟိုပြန် alignment တဲ့မှပဲတိချာပြန်ဆက်မှာပေါ့မဟုတ်လို့ရှင်ကျမတို့ကဟိုလက်လက်ကောက်ခြေောက်ကောက်ကြီးဖြစ်သွားတတ်တယ်ပေါ့ပုံစံဝင်သွားဟုတ်တယ်အဲ့ဆိုရင် तू ဟိုဆက်တော့ဆက်တယ်ဒါပေမဲ့ဟိုမလှပုံမကြတော့ပုံမကြတော့ဘူးเนาะပုံမကြလို့ရှင် तू ကဒီလုပ်ငန်းဒီခြေလက်တွေရဲ့ function ကလည်းကောင်းကောင်းမကြတော့ဘူးပေါ့ ဟိုမှာခြေတန်းလက်တန်းလေးကောက်သွားရဆိုလို့ရှင်သူကဟိုလှုပ်လှုပ်တဲ့နေရာမှာနည်းနည်းလေးအခက်ခဲဖြစ်သွားတတ်တယ်ဒါကြောင့်မလို့အဲ့ဒါလေးတွေကတော့ကျွန်တော်သတိထားစရာလေးတွေပေါ့နော် တကယ်လို့မပေါ်ဆပါနဲ့ပေါ့တခုခုတာကြိုးပဲ့သွားတယ်နာတယ်ဆိုလို့ရှင်ချက်ချင်းစေကံစေကံသွားဖို့အချံပြုတ်ချင်တယ်ဒီလီကားတက်စင်းတွေကူးဆိုင်ပေးရမယ်ရေချိုးခိုင်းအင်တာထွက်ကူးဆိုင်ပေးရမယ်နောက်ပြီးတော့ကျွန်တော်ဒီလျှောက်လန်းနေမှာပေါ့နော်ပစ္စည်းတွေအများကြီးပြန့်ကျဲနေတာမျိုးတွေမရှိအောင်ကူးဆိုင်ရမယ်ဘာလို့ဆိုအဲ့ဒါကချော်လဲလွယ်ပါတယ် အဲ့ချက်လေးဈေးထားအောင်မယ်နောက်ပြီးတော့လူကြီးတွေကိုလေ့ကျင့်ခန်းလုပ်ဖို့တွန်းအားပေးရပါမယ်ဟုတ်ကဲ့ပါလူကြီးတွေကတခါလေးလေ့ကျင့်ခန်းလုပ်အောင်မနေ့လေးဟိုလုံးနေကြပြင်းနေပါတော့နေ့လေးတူးတော့ဟိုဒူးနာတွေမလုံးချင်ဘူးအဲ့လိုမျိုးလေးရှိတတ်တယ်ဒါပေမဲ့ဟိုအတူတူ လိုက်လုပ်ပေးပါဦးလမ်းလေးလျှောက်ခေါ်ပေးပါဒီဟိုလုံးဝတိတ်မလျှောက်နိုင်တဲ့လူတော်မှဒီခဏကိုအပေါ်ပိုင်းလေးချင်ခန်းနေခြေထောက်လွှဲတဲ့ခြေထောက်လှုပ်တဲ့လေးချင်ခန်းလေးတွေလှုပ်စေပါအဲ့ဒါလေးတွေအများကြီးအကျိုးရှိပါတယ်နောက်ပြီးတော့ထိုက်ချီတို့ယောဂါတို့လိုလေးချင်ခန်းနေအသက်ရှူလေးချင်ခန်းနေရဒီအဆုပ်အတွက်ကိုခဏကိုတစ်ခုလုံးအတွက်ဒီဟန်ချက်ညီအောင်ထိမ့်ဖို့အတွက်မှလည်းအများကြီးရေးပါပါတယ် နောက်ပြီးတော့အစားအသောက်ကတော့ပို့ပြီးတော့ဂယူဆိုင်ဖို့လိုပါတယ်ရှင်။နောက်ပြီးအရေးကြီးဆုံးအချက်ကတော့ဒီလိုမျိုးကာကွယ်နေရင်းထဲမှာအခက်မသင့်ထိခိုက်မှုရှိခဲ့ရဆိုရင်ပြန်လှည့်ပြီးတော့အရိုးတွေဆက်ဖို့ကောင်းမွန်ဖို့အတွက်အရေးအကြီးဆုံးတော့ဒီအာဟာရဓာတ်ကတစ်ခုပါဝင်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့အရိုးအစစ်မြစ်တွေကောင်းမွန်စေတဲ့အာဟာရဓာတ်တွေပါဝင်နေတယ်။အရိုးအစစ်နာလည်း Efflaxin ကိုလည်းလောင်းလို့ညှို့ပေးချင်ပါရှင်။အဲ့တော့ Efflaxin မှာပါဝင်တဲ့ဒါပစ္စည်းတွေဟာဆိုလို့ရှိရင်ဒီအစစ်မြစ်တွေကိုဖုံးအုပ်ထားတဲ့အရိုးနှုတွေရဲ့ဒါပစ္စည်းချင်းတွေကိုပြန်လည်ကုသပေးရပြင်ကာကွယ်တဲ့နေရာမှာလည်းတကယ်ကိုထိရောက်မှုရှိပါတယ်။အစစ်မြစ်တွေကိုချောမွေ့စေတဲ့အတွက်ကြောင့်မို့လို့လှုပ်ရှား ှားမှုတွေအဆင်ပြေပြီးတော့ရောင်ရမ်းခြင်းတွေကိုလည်းတတ်တာစီရဖြစ်ပါရှေ့အဲ့တော့ Afflex ရဲ့စိတ်လုံးအရွယ်စာကိုကြည့်မယ်ဆိုလို့ရှင်လည်းပဲစိတ်လုံးဟာတာမန်အယိုးစေးတွေထက်စိုက်သေးတဲ့အတွက်ကြောင့်မလို့လူကြီးမိဘတွေလည်းမျိုးချပြီးတောက်သုံးရတဲ့အခါမှာရှော့ရှော့ရှူရှူနဲ့တောက်သုံးဖို့အတွက်အဆင်ပြေတယ်အရေးသွေးကိုကြည့်မယ်ဆိုလို့ရှင်လည်း American နိုင်ငံမှာထုတ်လုပ်ထားဖြစ်တဲ့အတွက်အရေးသွေးကိုယုံကြည်စိတ်ချစွာနဲ့တောက်သုံးနိုင်မှာဖြစ်ပါရှေ့ဒါကြောင့်မလို့အယိုးစစ်တွေနာလစ်စင်မဲ့ Afflex ရဲ့ကောင်းကျိုးတွေကိုလည်းပြန်လည်ပြီးတော့ဖျောက်ဝေပေးလိုက်ပါရှေ့ဒီနေ့မှာတော့လောင်းနှွေကျမ်းမာရဲ့အစီအစဉ်ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့ဒီမှာလည်းမတူညီတဲ့ကျမ်းမာရဲ့အကြောင်းအရာတွေ ုတင်ဆက်ပေးသွားအောင်မှာဖြစ်ပါရှင်အခုတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါတယ်နော် bye အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်။